လုံးပဲ maroon audio book ကနေ shalom လို့နှုတ်ဆက်လိုက်ပါတယ်။ဖျားသခင်ကြွယ်ကားတဲ့နေ့ရက်လေးမှာသောတာရှင်ပရိသတ်အတွက်ခွန်အားယူတည်ဆောင်စီရာပုံဝတ္ထုယတမစုကပြတေးသောတွေကိုဖျားပေးသွားမှာဖြစ်ပါတယ်။ပရိသတ်ကြီးခွန်အားယူစင်ချင်းပွားများနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ Your maroon ဘသူကအသင်းတော်ကိုတိဆောက်မှလဲ ဤကြောက်ပေါ်၌ငါအတင်းတော်ကိုငါတိဆောက်မည်လို့ယေရှုခရစ်ပြောတဲ့အတွက်ကြောင့်ဖခင်အကြောင်းသို့ပါဝင်သူများကိုယေရှုနှင့်တွေ့ရန်မိတ်ဆက်ချိတ်ဆက်ပေးပါအတင်းတော်ကိုတင်းနှင့်ကျွန်ုပ်မတိဆောက်နိုင်မှာယေရှုခရစ်သာလျှင်တိဆောက်နိုင်သည်ယုံကြည်သူတို့ချင်းသည် ခရစ်တော်၏ကိုယ်ငါအစိတ်ပိုင်းများဖြစ်ပြီး အင်းငါအစိတ်ပိုင်းဆဲလ်များစုစည်းသောအခါအတင်းတော်ခေါ်ထုတ်ခြင်းခံရသောလူစုလူပွေဖြစ်လာသည်ကိုသိကြပြီးဖြစ်လိမ့်မည် ယေရှုကငါကိုယ်တိုင်ငါအသင်းတော်ကိုတိဆောက်မည်လို့ပြောသောကြောင့်ကျွန်ုပ်တို့တာဝန်သည်ယေရှုနှင့်ပေးတွေ့စေရန်သစ္စာရှိစွာဝေငှမည်ဆိုပါကဝိညာဉ်တော်မှုပြုမည်ဖြစ်သည်။သူ၏သုံးမူသူပိုင်၍ထိမ့်သိမ့်ဖို့ဆောင်လမ်းပြသလိုသူဟောပြောသောစကားဖြင့်ခုတ်ထွင်ရှင်းလင်းမည်ဆိုသည်ဖြင့်သူထိမ့်၏သို့တော်ဆုစေရန်စစ်မှန်သောတမန်တော်ကိုကြားစေရန် ရှာဖွေခံယူတတ်ရန်လှုပ်ဆောင်ပေးမည်ဆိုပါက တန်ရှင်းသောဝိညာဉ်တော်သည် ထိုယုံကြည်သူ၏အတ္တကိုဧကံအမှန်ပြုစုလမ်းပြပို့ဆောင်မည်ဖြစ်သည်ထိုသူတို့အတ္တထဲယေရှုကိုသာချိတ်ဆက်ပေးပါယေရှုကိုသာ ကြီးထွားစေပါအာယုံပြုစေပါစစ်မှန်သောနှုတ်ကပတ်တော်ကိုတစ္ဆာရှိစွာဝေမျှအုပ်ချကြမှတ်လမ်းပြပါတန်ရှင်းသောဝိညာဉ်တော်ဧကံဆင်းသက်လှူရှားပါလိမ့်မည်ဝိညာဉ်တော်သည်ယေရှု၏ဘုန်းတော်ကိုသာအစဉ်ရှားပါသည် သူ့ဘုန်းမရှားပါဝိညာဉ်နှင့်ပြေဝလာသူသည် ခရစ်တော်ကိုသာအမြင့်ဆုံးသို့ချီးမြှောက်တတ်ပါသည်သူသည်ကိုးကွယ်ထိုက်တော်လဲသူဟာချီးမြှောက်ကိုးကွယ်ရမရှာပါယေရှုကိုချီးမြှောက်ကိုးကွယ်ခြင်းကသူဟာချီးမြှောက်ကိုးကွယ်ခြင်းပင်ဖြစ်သည်မှန်သောဖျားစကားစီးထွက်ရာတွင်ဝိညာဉ်တော်သည်အမြဲတစေအလုံးလုပ်ပါသည်ဝိညာဉ်တော်သည်နှုတ်ကပတ်တော်ကိုကောင်းထေပေါ်သူပြည့်စုံစေသူ ဖြစ်သည်ယေရှုကိုချီးမြှောက်သောနှုတ်ကပတ်တော်တသိမ့်မပါသောနှုတ်ကပတ်တော်တည်ရှိရာအရ၌ပြုပြင်တိဆောက်ခြင်းနှင့် ဘုံတော်ထင်ရှားခြင်းအစဉ်ရှိသည် ထို့ကြောင့်ယေရှုတွေ့စေရင်တရားထိုးသူများဖြစ်အသုံးတော်ခံကြစို့သင်းတော်ဤပြည်သူကရှိယေရှုခရစ်မှာသူ၏အသင်းတော်ကိုစိတ်ကြိုက်တိဆောက်ချေမှုန်အလှဆင်ပလိစေစင်ချင်းအောင့်မေ့ခြင်း DMG ဇက် Maroon Audio Book ကိုနာတော့တာအစဉ်ပြုလို့ကျေးဇူးတင်ပါတယ်။တာယာရဲ့နေလေးတစ်နေ့ဖြစ်ပါစေ။ Your Maroon